ချင်းငွေပိုင်းမှာတော့ကျွန်တော်တို့ဗန်ချင်းငွေကာလာတူကာလာလက်ကာလာရှည်ပေါ့เนาะဒီဗန်ချင်းငွေတွေအပြင်ကျွန်တော်တို့က equity finance လို့ခေါ်တဲ့အရင်းနှီးချင်းငွေပေါ့เนาะဒီအရင်းနှီးချင်းငွေစနစ်ကိုလည်းနိုင်ငံတော်ကနေပြီးတော့ဒီအသေးစားအငွေစားအလက်စားပေါ့ MSME တွေရဲ့ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက်ပေါ့เนาะအချင်းငွေစီစဉ်နေဆောင်ရွက်ပေးဖို့နောက်ဒီ MSME တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဒီလေယာဉ်ကဏ္ဍမှာလေယာဉ်သားငါးကဏ္ဍမှာပါဝင်တဲ့ MSME ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ညှိနှိုင်းပေါင်းစပ်ပေးဖို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဦးစားပေးပြီးတော့ဆွေးနွေးကြပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ layer သား၅ခန္ဓာပေါ့နော် layer သား၅ခန္ဓာဒီ agriculture livestock and fishery ပေါ့နော်ဒီနယ်ပယ်မှာဖြစ်ပေါ်တဲ့အခက်အခဲတွေပေါ့အထူးသဖြင့်ငလင်ဘေးအန္တရာယ် ကြောင်းပေါ့နော်ပျက်စီးဆုံးချုံမှုတွေနောက်ပြန်လဲထူထောင်မဲ့အစီအစဉ်တွေပြန်လဲအဲကူစားမဲ့ကိစ္စရပ်တွေပေါ်မှာဆွေးနွေးကြတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီမန္တလေးစကိုင်းအဲနေပြည်တော်ဒီမြန်မာနိုင်ငံအလဲပိုင်းဒေသတွေပေါ့နော်ဒီမှာဖြစ်ပေါ်ခဲ့တဲ့အဲငလင်ဘေးဒဏ်တင့်တဲ့ဒေသတွေမှာကျွန်တော်တို့ လေယာမြေတွေမှာထိခိုက်မှုပိုင်းနေပေါ့เนาะနောက်ကျွန်တော်တို့ဒီတောင်သူလယ်သမားတွေရဲ့အဲရေတွင်းနေအဲနောက်တစ်ခါကျွန်တော်တို့ဒီဆိုလာပန့်နေရေပေးဝေတဲ့စနစ်တွေပေါ့เนาะဒါလေးတွေထိခိုက်မှုတွေရှိတာတွေ့ရတယ်နောက်မျိုးလိုအပ်ချက်ပေါ့မျိုးလိုအပ်ချက်ကတော့အဓိကတော့ပြောင်းသီးနှံပေါ့เนาะပြောင်းသီးနှံမျိုးလိုအပ်ချက်ကျွန်တော်တို့ရှိတယ်အဲ့လိုပဲစီထွက်သီးနှံတွေမျိုးလိုအပ်ချက်တွေရှိပါတယ်ဒါကြောင့်မို့ပြည်တွင်းမှာထုတ်တဲ့မျိုးတွေကလုံလောက်မှုရှိမရှိ ကျွန်တော်တို့ဒီကြာလေးစမ်းစစ်ပြီးတော့ပြပတင်သွင်းဖို့လိုတယ်ဆိုရင်လည်းကျွန်တော်တို့ဒါတင်သွင်းဖို့အချိန်မီပေါ့နော်လွယ်ကူလင်းမြန်စွာတင်သွင်းဖြန့်ဖြူးဖို့ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဓာတ်မြောစာသွင်းအားစုတွေပေါ့နော်ဒါလိုအပ်ချက်တွေရှိပါတယ်နောက်ဒီကျွန်တော်တို့ဒီလေယာသားငါးမှာထိခိုက်မှုတွေကကျွန်တော်တို့ဝင်းမြူရေးစက်တာမှာများပါတယ်ကျွန်တော်တို့ကြက်ချန်နေအာဒီကျွဲနွားတုံးစိတ်ချန်နေပေါ့နော်ဒီလိုချန်လောင်စနစ်နဲ့မွေးတဲ့နေရာမှာထိခိုက်မှုတွေရှိတယ်။နောက်ဒီမျိုးလိုအပ်ချက်မှာလည်းဒီသားပေါက်တွေပေါ့နော်သားပေါက်လိုအပ်ချက်တွေရှိ ှိပါတယ်။အဲ့ဒါလေးတွေကိုကျွန်တော်တို့သက်ဆိုင်ရာ အသင်းဖွဲ့တွေအကုမ္ပဏီအစုဖွဲ့တွေအားစုစည်းပြီးတော့စနစ်တကျပေါ့နော်ထိခိုက်ပျက်စီးမှုနဲ့လိုအပ်ချက်တွေကိုစရင်ပြုစုပြီးတော့အာဒီနိုင်ငံတော်အချိန်မီတင်ပြပြီးတော့ပေါ့နော်အာအစိုးရပုဂ္ဂလိကပူးပေါင်းပြီးတော့ဆောင်ရွက်ဖို့ပေါ့အဲတချို့ဘိုင်းမှာတော့ကျွန်တော်တို့ကအစိုးရရဲ့ဥဆောင်မှုနဲ့သွားဖို့လိုအပ်တယ်လို့တချို့ဘိုင်းမှာတော့ကိုယ့်ရဲ့ပုဂ္ဂလိကကဏ္ဍအတွင်းမှာပဲကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးတော့စီစဉ်ဆောင်ရွက်သွားဖို့ပေါ့နော်ဒါလေးတွေဆွေးနွေးပါတယ်နောက်ချင်းငွေဘိုင်းမှာတော့ကျွန်တော်တို့ဘန်ချင်းငွေကာလာတူကာလာ လက်ကာလရှည်ပေါ့နော်ဒီဘန်ချေးငွေတွေအပြင်ကျွန်တော်တို့က equity finance လို့ခေါ်တဲ့အရင်းနှီးချင်းငွေပေါ့နော်ဒီအရင်းနှီးချင်းငွေစနစ်ကိုလည်းနိုင်ငံတော်ကနေပြီးတော့ဒီအသေးစားအငယ်စားအလက်စားပေါ့ MSME တွေရဲ့ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက်ပေါ့နော်အချင်းငွေစီစဉ်နေဆောင်ရွက်ပေးဖို့နောက်ဒီ MSME တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဒီလေယာဉ်ကဏ္ဍမှာလေယာဉ်သားငါးကဏ္ဍမှာပါဝင်တဲ့ MSME တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ညှိနှိုင်းပေါင်းစပ်ပေးဖို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဦးစားပေးပြီးတော့ဆွေးနွေးခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့နိုင်ငံမှာလိုအပ်ချက်ရှိတာတော့ equity financing လိုအပ်ချက်ရှိတယ်ဒါကကျွန်တော်တို့မလုပ်ထားနိုင်သေးဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းဟိုဆရာဒေါက်တာဇော်ဦးတို့အာဒီကျွန်တော်တို့ဦးအောင်နိုင်ဦးတို့ကျွန်တော်အရင်ကတည်းကကျွန်တော်တို့သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာခရေကမြန်မာ finance corporation ဆိုပြီးတော့ထူထောင်ပြီးတော့လုပ်ဖို့ ဒီပညာရှင်တွေနဲ့ဆွေးနွေးခဲ့တာရှိပါတယ်။အခုကျွန်တော်တို့ဒီ MSME တွေဒီလုပ်ငန်းရှင်တွေပြန်လည်ထူထောင်ရေးက debt financing နဲ့ကတော့ကျွန်တော်တို့ဘယ်လိုမှမဖြစ်နိုင်ဘူးခင်ဗျာ။ equity financing မှာပါဝင်မှဖြစ်ပါဖြစ်ပါ။ဒါသည်ကျွန်တော်တို့တကယ်ကြီးမားတဲ့လိုအပ်ချက်ဖြစ်တာဖြစ်တဲ့အတွက် equity financing option ကိုကျွန်တော်တို့စဉ်းစားဖို့လေကျွန်တော်တို့ဒါအကြံပြုတင်ပြဆွေးနွေးလိုပါတယ်။ပထမတစ်ချက်ကတော့ကျွန်တော်တို့က channel ပေါ့နော်။ဒီမွေးမြူရေး sector မှာတော့ဒီကြက်ချန်နေ အဲကျွန်တော်တို့ဒီကျွဲနွားသူစိတ် channel တွေပေါ့နော်နောက်ဝက်မွေးမြူရေးပေါ့နော်ဒီလိုလုပ်ငန်းတွေမှာထိခိုက်ပါတယ်အဲ့တော့ဟိုဒီထိခိုက်မှုအတိုင်းတာကိုကျွန်တော်တို့ကအရင်ဆုံး ဟိုစနစ်တကျစရင်ပြုစုစစ်တမ်းကောက်ယူဖို့ကျွန်တော်တို့ကလိုအပ်ချက်ရှိပါတယ်။အဲ့ဒီလိုအပ်ချက်ကိုလည်းကျွန်တော်တို့ဒါအစိုးရပုဂ္ဂလိကပူးပေါင်းပြီးတော့အမြန်ဆုံးလုပ်လုပ်ဖို့လိုအပ်ပါတယ်။အခုလည်းတချို့စရင်တွေတော့ data တွေတော့ရှိပါတယ်။ဒါပေမဲ့ဒီစရင် data တွေကိုစနစ်တကျ verify လုပ်အပ်ဖို့လည်းလိုနေသေးတာဖြစ်ပါတယ်။ပြန်ပြီးတော့စစ်ဆေးဖို့ပေါ့နော်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဦးစားပေးပြီးတော့ အာဒီတင်ပြနေတာတော့ကျွန်တော်တို့လယ်သမားတွေကိုတောင်းသူလယ်သမားတွေပေါ့လယ်သမားဆိုတဲ့နေရာမှာစိုက်ပျိုးရေးလယ်သမားတွေမဟုတ်ပါဘူးမွေးမြူရေးလုပ်ငန်းရှင်ကလည်းမွေးမြူရေးလယ်သမားပဲဖြစ်ပါတယ်အဲ့တော့ဒီမွေးမြူရေးလုပ်ငန်းရှင်စိုက်ပျိုးရေးလုပ်ငန်းရှင်ဒီတောင်သူလယ်သမားတွေကိုကျွန်တော်တို့ primary producer တွေဖြစ်တဲ့အတွက်သူရဲ့စိုက်ပျိုးစိတ်မွေးမြူစိတ်ချင်းငွေကိုကျွန်တော်တို့တိုးမြှင့်စီစဉ်ပေးဖို့ကျွန်တော်တို့ဒါဦးစားပေးပြီးတော့ ဟိုပြောပါတယ်အဓိကတော့သူတို့လက်ထဲမှာငွေရောက်ဖို့ပေါ့နော်ဟိုဒါမှလည်းသူတို့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်ပါတယ်ဒါမှလည်းသူထုတ်လုပ်မှုတွေတိုးလာမှာဖြစ်ပါတယ်ခင်ဗျတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့နေရာမှာကျွန်တော်တို့က ဟိုနေနေရာတိုင်းအဆင့်တိုင်းပေါ့နော်ကျွန်တော်တို့နေရာတိုင်းအဆင့်တိုင်းဆိုတော့တောင်သူလယ်သမားတွေရဲ့အပိုင်းပါတယ်။နောက်ကျွန်တော်တို့ဆက်ယုံအလုပ်ယုံတွေမှာဆိုလည်းဒီလိုပဲဆက်ယုံအလုပ်ယုံပိုင်ရှင်တွေလုပ်ငန်းရှင်တွေအပိုင်းပါတယ်လို့ဒီဆက်ယုံအလုပ်ယုံတွေကိုတိဆောက်တဲ့ engineer တွေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ contractor တွေရဲ့အစိတ်ပိုင်းတွေလည်းပါတာပေါ့။နောက်နောက်တစ်ခါဒီယာတွေကိုကျွန်တော်တို့စီစစ်ပေးရတဲ့အဲကျွမ်းကျင်သူပညာရှင်တွေလည်းပါတယ်လို့နော်ဒီယာတွေကိုခွင့်ပြုပေးရတဲ့အစိုးရဌာနဆိုင်ရာတွေလည်းပါတာပေါ့နော်။ဒါအား ားလုံးကကျွန်တော်တို့ကဒီ professional ပိသစွာနဲ့ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့အဲပညာရပိုင်းဆိုင်ရာကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုရှိတယ်ဆိုရင်ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့လှုပ်ဆောင်မှုတွေများမယ်ဆိုရင်ကျွန်တော်တို့ကဒီရေရှည်မှာပေါ့နော်ဒီလိုဘေးရန်နေရာတွေကြုံတွေ့တိုင်းမှာကျွန်တော်တို့ထိခိုက်မှုနည်းမှာ ဖြစ်ပါတယ်အဲလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဟိုကိုယ့်ရဲ့ ညာရပိုင်းဆိုင်ရာကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းပိုင်းဆိုင်ရာမှာခိုထားမယ်ရှော့ထားမယ်ပေါ့နော်တနည်းအားဖြင့်ပြောရင် sub standard ပေါ့နော်ကျွန်တော်တို့အရေးသွေးပိုင်းကိုကျွန်တော်တို့ခြုံဟိုရှော့နေစွာနဲ့လှုပ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုပြဿနာတွေဟာရေးရှိမှာကျွန်တော်တို့ဖြစ်လာနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီငလင်ကနေပေးတဲ့သင်ခန်းစာကိုကျွန်တော်တို့ကဒီ ယူပြီးတော့ပေါ့နော်ဒီအစိုးရကအကောင့်အနေနဲ့ကျွန်တော်တို့သင်ခန်းစာယူပြီးတော့နောက်ပိုင်းကျွန်တော်တို့လုပ်ငန်းအသီးသီးဆောင်ရွက်တဲ့နေရာမှာဒီဆောင်ရွက်လုပ်ငန်းပဲလုပ်လို့စိုက်ပျိုးရေးပဲလုပ်လို့မွေးမြူရေးပဲလုပ်လို့ပေါ့နော်ပြီးလုပ်ငန်းစဉ်တွေလုပ်တဲ့အခါမှာတတ်နိုင်တဲ့မြ professional ပြီးသားစွာနဲ့အဲတကယ်အခြေအနေမှန်ကိုကျွန်တော်တို့ ဟိုတာဝန်ယူမှုတာဝန်ခံမှုနဲ့ဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့ထိခိုက်မှုတွေကနည်းမယ်အကယ်၍ကျွန်တော်တို့ဟိုမလွန်ဆန်နိုင်လို့ထိခိုက်မှုတွေဖြစ်ခဲ့သည့်တိုင်အောင်ကိုလုပ်ခဲ့တဲ့လုပ်ငန်းတွေကမှန်ကန်တဲ့လုပ်ငန်းတွေဆိုရင်အားလုံးကစိတ်ရှင်းရှင်းလင်းလင်းနဲ့ပေါ့နော်အနေရကိုကြော်လွှားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီတာဝန်ယူမှုတာဝန်ခံမှုအပိုင်းရတော့ကျွန်တော်တို့အလွန်ကိုအရေးကြီးတဲ့ အဲလိုအပ်ချက်ဖြစ်ပြီးတော့အားလုံးက ကျွန်တော်တို့ဒီလိုက်နာပြီးတော့ဆောင်ရွက်ဖို့ဟာအရေးကြီးတာလေးကိုကျွန်တော်တို့ဒါဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျာဒီလေဟာသားငါကဏ္ဍဟာကျွန်တော်တို့ဒီအဲချက်ချံနေအဲဒီကျွန်တော်တို့မွေးမြူရေးအစာထုတ်တဲ့ဆက်ယုံနေစီဆက်ဒီဆန်ဆက်တွေပေါ့တော်တော်များများကျွန်တော်တို့လုပ်ငန်းရှင်တွေစောက်တဲ့အခါမှာကိုပိုင်စောက်တာရှိတယ်ကန်ထရိုက်တာကိုတာဝန်ပေးပြီးစောက်တာရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ကျွန်တော်တို့ဒီအဲဒီ ဝါပေါ့နော်စီစစ်မှုတွေပေါ့နော်ဥမာကျွန်တော်တို့ကဒီအစာဥဆောင်မယ်ဆိုရင်သက်ဆိုင်ရာကျွမ်းကျင်တဲ့ engineer တွေလက်မှတ်ထိုးရပါအဲကျွန်တော်တို့ငွေကြေးရေးဆိုလို့ရှိရင်ဒါနိုင်ငံတော်ကအတိအမှတ်ပြုထားတဲ့ Bcom CBA auditor ကနေပြီးတော့လက်မှတ်ထိုးထားတယ်ဒါဆိုနိုင်ငံတော်ကလည်းဒီအရိုလက်ခံတဲ့ financial report အဖြစ်ဒီစည်းရင်းစစ်အစီရင်ခံတာကိုလက်ခံအဲ့တော့ကျွန်တော်တို့ကဒီအစာဥတွေစက်ယုံတွေစောက်တဲ့အခါမှာလည်းဒီ professional engineer တွေလက်မှတ်ထိုးပါတယ်အဲ့တော့ဒီလက်မှတ်ထိုးတဲ့လုပ်ငန်းစဉ်တွေဟာတကယ်ကို ဟိုဒီ ethical ဖြစ်ဖို့ပေါ့နော်တကယ် ethical ဖြစ်ပြီးတော့တကယ်မှန်ကန်တဲ့စီစစ်မှုတွေလုပ်ပြီးတော့လက်မှတ်ထိုးဖို့ကျွန်တော်တို့ဒီစက်ရုံပိုင်းရှင်တော်တော်များများပြောပါတယ်အခုဖြစ်လာတဲ့ခါကျတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေခံရတာပေါ့နော်အဲဒီဒါမှမဟုတ်လေသူတို့အနေနဲ့ဒီလုပ်ငန်းရှင်အဆင့်ဆင့်တော့သူတို့လုပ်ခဲ့တာပေါ့နော် third third person ကနေပြီးတော့ very verify လုပ်ပေးထားတဲ့အတိုင်းသူတို့လုပ်တာပဲပေါ့တကယ်ဖြစ်လာတဲ့ခါကျတော့ဒီလုပ်ငန်းရှင်တွေမှာထိခိုက်တယ်ဒါကတော့ကျွန်တော်တို့ကရှေ့အတွက်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားနိုင်အောင်ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အောင်သူလဲသမားတွေပဲဖြစ်ဖြစ်အဲကျွန်တော်တို့ခြေရွာမှာရှိတဲ့ ပြည်သူတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းအတွက်တကယ်လိုအပ်နေတယ်တကယ်ထိခိုက်ပျက်စီးသွားတယ်ဆိုရင်ဒါလေးတွေကိုတေချာလေးမှတ်တမ်းတင်မှာအားလုံးမှာ smartphone တွေရှိတယ်အဲမှတ်တမ်းတင်မဲ့ဓာတ်ပုံရိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီ Viber နေပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဒီတခြား Telegram တို့ဘာလို့ပေါ့နော်နီးလန်းနေရနေတစ်ဆင့်ဆက်သွယ်ပေးဖို့လို့ရင်ကျွန်တော်တို့လိုအပ်တာလေးတွေပေါင်းဆက်အကူအညီပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ဒီပွဲကတော့အရေးကြီးပါတယ်ဘာပြောတာဟိုငလင်းဘေးရန်နေရဲ့ဂျုံတွေးပြီးရဲ့နောက်ပိုင်းမှာကျွန်တော်နှစ်လအတွင်းပေါ့စစချင်းမှာတော့ကျွန်တော်တို့က rescue ဘိုင်းပေါ့နော်ကယ်ဆယ်ရေးဘိုင်းနေကျွန်တော်တို့လုပ်တယ်အခုကတော့ကျွန်တော်တို့ကအဲ recovery နဲ့ rebuilding ပေါ့နော်ဒီပြန်လည်ထူထောင်ရေး rehabilitation တွေလုပ်တော့မယ်ပေါ့အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့သူတွေအတွက်လည်းပြန်ပြီးတော့အာစိတ်ခွန်အားရရှိမဲ့အစီအစဉ်တွေလည်းလုပ်ဖို့လိုအပ်တယ်နောက်တကယ်လက်တွေ့ ထိခိုက်ပျက်စီးသွားတဲ့ physical damage ပိုင်းတွေမှာလည်းကျွန်တော်တို့ဒါရှင်းလင်းတာတွေပြန်လဲတိဆောက်တာတွေဒါတွေလောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီလုပ်ငန်းစဉ်တွေမှာကျွန်တော်တို့အစိုးရပုဂ္ဂလိကပေါ့နော်ပူးပေါင်းပြီးတော့လုပ်နိုင်တယ်ဆိုအကောင်းဆုံးပါပဲအဲနိုင်ငံတကာအကူအညီတွေလည်းဒါအထီးထီးရောက်ရောက်ရရှိဖို့အတွက်လည်းကျွန်တော်တို့ကစရင်စရာတွေစနစ်တကျပြုစုဖို့တွေလည်းလိုအပ်ပါတယ်အဲ့တော့ဒီနေ့ဒီ platform လေးတစ်ခုပေါ့နော်ကျွန်တော်တို့ပေါ်လာတယ်အဲဒီဆွေးနွေးပွဲရဲ့အုံသက်ဖို့ထုတ်ချက်တွေအပြင်ပေါ့နော်နောက်ထပ်ထပ်ပြီးတော့အာဒီဆွေးနွေးပွဲရဲ့န နောက်ပိုင်းမှာလည်းကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်တို့ vibe ပြောပြောကျွန်တော်တို့ပြန်လဲထူထောင်ရေးအတွက်တဒတအထောက်ပံ့ဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်လို့ဆွေးနွေးလိုပါတယ်ခင်ဗျာဟုတ်